Microsoft Word ကိုအသုံးပြုပြီးတော့ဒီဇိုင်းဝိုင်းပုံစံပြုလုပ်တဲ့နီလန်းလေးသင်ပေးပါဆိုတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာအားလုံးသိရအောင်မျှဝေပေးလိုက်ပါရယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နိုင်လင်းထောင်းပါကျွန်တော်ဒီရဲ့သင်ခန်းစာလေးကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ Plan Document ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်လိုက်ပါမယ် ဘလန်ဒိုကူမန်ဆိုတဲ့တဲကိုကျွန်တော်တို့ဝင်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာတက်ဖို့အနေနဲ့စာရွက်လေးတရွက်ရောက်ရှိလာတယ်ပေါ့နော်ဒီတော့ဒီရဲ့စာရွက်ထဲမှာကျွန်တော်တို့ကဒီဇိုင်းဝိုင်းပုံစံဒီ logo ပုံစံလေးကျွန်တော်တို့ကစွဲဖို့ရာအတွက် အရင်ဆုံးကျွန်တော်တို့ကဆော့ဝိုင်းရှိတ်လေးစွဲပေးဖို့လိုပါတယ်ဒီတော့ကျွန်တော်တို့ Microsoft Word မှာရှိတ်ပုံစံလေးတွေကျွန်တော်တို့စွဲကျင်နေဆိုရင်တော့ insert တက်ထဲကနေပြီးတော့မှကျွန်တော်တို့ရှိတ်ဆိုတဲ့ထဲကိုဝင်ပြီးတော့မှကိုကြိုက်နဲ့တက်တဲ့ရှိတ်ပုံစံလေးတွေကိုယူပြီးတော့ အလွယ်တကူကျွန်တော်တို့ဆွဲလို့ရပါတယ်ဒီတော့ဒီရက်သင်ခန်းစာလေးမှာတော့ကျွန်တော်တို့က survive shape ပုံစံလေးကျွန်တော်တို့ဆွဲมาဖြစ်တဲ့အတွက်ဒီထဲကနေပြီးတော့มาကျွန်တော်တို့ဒီမှာ over ဆိုတဲ့ဘဲဥပုံရှိလေးကိုကျွန်တော်တို့ကယူခဲ့လိုက်ပါမယ်ယူပြီးသွားပြီဆိုရင်တော့ဒီရက်ရှိလေးကိုအခုလောလောဆယ်ကျွန်တော်တို့ဒီတိုင်းဆွဲတယ်ဆိုရင်ကျွန်တော်တို့ဒီကဘဲဥပုံစံนี่ကျွန်တော်တို့ထွက်နေမယ်ဒီတော့ဒီရက်ကျွန်တော်တို့က set wine ကိုအညီညာလေးကျွန်တော်တို့က wine ဆက်ဆက်လေးဖြစ်အောင်ဆွဲကြတာဖြစ်တဲ့အတွက် ကီးဘောက်ကနေပြီးတော့မှရှစ်ကိုလက်ကဖိပြီးတော့ကျွန်တော်တို့ဆွဲပေးရပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာရှစ်ကိုဖိပြီးတော့ဆွဲလိုက်တာနဲ့တပြိုင်နက်ကိုအကြီးအသေးကျွန်တော်တို့ကိုလိုအပ်တဲ့လောက်လေးကျွန်တော်တို့ချိန်ပြီးတော့မှဆွဲခဲ့လို့ရတယ်ဒီတော့အခုလိုမျိုးလေးကျွန်တော်တို့ကဆွဲပြီးသွားပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့ကဆက်ဝိုင်းရှိတ်လေးကိုအယောင်ကာလာလေးတွေကျွန်တော်တို့ထည့်ချင်တယ်ဆိုရင်တော့ဆက်လက်လေးပေးပြီးတော့မှ shape format ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်မယ်ပြီးသွားပြီဆိုရင်တော့ shape face ဆိုတဲ့နေရာလေးထဲမှာ ဒီရဲ့ဇဝိုင်းရဲ့ကျွန်တော်တို့ကအတွင်းထဲကကာလာရောင်ကိုကိုယ့်ရဲ့စိတ်တိုင်းကြကျွန်တော်တို့ကာလာရောင်ချိန်ပြီးတော့မှပြင်ခဲ့လို့ရတယ်။ရှက်ရောင်လိုင်းဆိုတာကတော့ကျွန်တော်တို့ကဒီရဲ့ဇဝိုင်းချိန်မှာအပြင်ဘေးပေါင်ကာလာလေးကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်။ဒီတော့သူ့ရဲ့ဘေးပေါင်ကာလာလေးကိုတော့အမဲအောင်လေးပဲကျွန်တော်တို့ထားခဲ့လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဇဝိုင်းချိန်မှာပါနေတဲ့ဒီဘောင်ချိန်လေးကိုကျွန်တော်တို့ကနည်းနည်းလေးထူချင်တာဖြစ်တဲ့အတွက်ရှက်ရောင်လိုင်းဆိုတဲ့တဲကိုဝင်ပြီးတော့ ဝိတ်ဆိုတဲ့အဲကိုကျွန်တော်တို့ဝင်မယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကအခုလောက်လေးကျွန်တော်တို့ဒီမှာနည်းနည်းလေးထူတဲ့ပုံစံလေးကျွန်တော်တို့ရွေးခဲ့လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့ကစပိုင်းရှိတ်လေးကိုကျွန်တော်တို့ copy လေးပွားယူလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့က control c copy control v ကျွန်တော်တို့ကပေးချခဲ့လိုက်လို့ရတယ်ဒီလိုမျိုးကျွန်တော်တို့က control c control v နဲ့ကျွန်တော်တို့ copy ပေးမလုပ်ချင်ဘူးဆိုရင်လည်း ကီးဘုတ်ကနေပြီးတော့မှ control key ကိုလက်ကဖိမောင်းရလက်ကလက်လေးနဲ့ဖိဆွဲလိုက်တယ်ဆိုရင်လည်းအလွယ်တကူကျွန်တော်တို့ဒီမှာ shape လေးတွေကို copy ပွားသွားပါလိမ့်မယ်ပြီးသွားပြီဆိုရင်တော့ down နဲ့ပြီးတော့ချစ်ကိုလက်ကဖိပြီးတော့မှအနှဲငယ်ကျွန်တော်တို့ဒီမှာသေးခဲ့လိုက်ပါမယ်ပြီးပြီဆိုရင်တော့ set one ရဲ့အလဲကောင်စင်တာလေးမှာကျွန်တော်တို့ကထားခဲ့မယ်ဒီတော့ကျွန်တော်တို့ဒီမှာဒီလောက်အနေထားလေးထားခဲ့ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က DH ရဲ့နှစ်ခုမှာ အလဲကောင်စင်တာကိုကျွန်တော်တို့ကညီအောင်ချိန်ချင်တာဖြစ်တဲ့အတွက်ပထမတစ်ခုကိုဆက်လက်ပေးထားပါမယ်။ရှေ့ကိုလက်ကဖိပြီးတော့နောက်ကရှေ့လေးမှာကလစ်တစ်ချက်နှိပ်လိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးလေးရှေ့လေးနှစ်ခုလုံးဆက်လက်ဝင်လာပြီဆိုမှရှေ့ format ဆိုတဲ့အထဲကိုဝင်ပြီးတော့မှ align တွေကနေပြီးတော့မှ align center ဆိုတာလေးနှိပ်ပေးမယ်။ align တွေကနေပြီးတော့မှနောက်တစ်ခေါက်ကျွန်တော်တို့ဒီမှာ align middle ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်။ ဒါဆိုရင်တော့ DS စဝိုင်းရှိတ်လေးနှစ်ခုကလုံးဝကျွန်တော်တို့အလဲကောင်စင်တာလေးကိုအလိုင်းချိန်ပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှိတ်လေးနှစ်ခုတော့ကျွန်တော်တို့ကဆွဲပြီးသွားပြီ။ဒီတော့ DS အပေါ်ကစဝိုင်းရှိတ်လေးကိုတော့အတွင်းထဲကကာလာရောင်လေးကိုကျွန်တော်တို့အဖြူရောင်လေးပြောင်းမှာဖြစ်တဲ့အတွက်ရှိတ် format ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်မယ်။ရှိတ်ဖေးဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပြီးတော့ဒီမှာကျွန်တော်တို့ကာလာကိုအဖြူရောင်လေးထားခဲ့လိုက်ပါမယ်။ ူရဲ့စတုံးဘောင်ဆိုင်လေးကိုနည်းနည်းလေးကျွန်တော်တို့ကပြန်ပြီးတော့သေးချင်တာဖြစ်တဲ့အတွက် share online ဆိုတဲ့ tag ကိုဝင်ပြီးတော့ white ဆိုတဲ့ tag ကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာ3လောက်ကျွန်တော်တို့ဒီမှာထားခဲ့လိုက်ပါမယ်။ဒါဆိုရင်တော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ရပြီပေါ့နော်။ပြီးသွားပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့က survive 1ဝိုင်းရဲ့ဒီကြားထဲမှာကျွန်တော်တို့ကိုရေးလိုတဲ့စာလေးတွေကျွန်တော်တို့ရေးချင်တာဖြစ်တဲ့အတွက်ပုံမှန်အတိုင်းကျွန်တော်တို့စာတွေကိုကာစာချပြီးတော့ရိုက်လို့မရဘူး။ ဒီတော့ကျွန်တော်တို့ကအင်စတက်ထဲကနေပြီးတော့ရှိတ်ထဲကနေပြီးတော့မှတက်ပေါက်လေးကျွန်တော်တို့ခေါ်ခဲ့လိုက်မယ်ပြီးသွားပြီဆိုရင်တော့တက်ပလင်းလေးကျွန်တော်တို့အခုလိုမျိုးလေးဖိဆွဲချပါမယ်ပြီးပြီဆိုမှဒီထဲမှာကျွန်တော်တို့ကကိုရေးကျင်တဲ့စာလေးတွေကျွန်တော်တို့ကရိုက်ထည့်ပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ဖောင်ပြောင်းတဲ့နေရာလေးမှာ ကျွန်တော်တို့ပြည်တော်စုဖောင်လေးနဲ့ပဲစာရိုက်မှာဖြစ်တဲ့အတွက်ပြည်တော်စုကိုကျွန်တော်တို့ပြောင်းခဲ့လိုက်ပါမယ်စာရေးတဲ့ကီးဘုတ်ကိုလည်းကျွန်တော်တို့ကမြန်မာစာကီးဘုတ်လေးပြောင်းပြီးတော့ ဒီထဲမှာကျွန်တော်တို့ပိုထည့်မဲ့စာလေးတွေကျွန်တော်တို့ရိုက်ပေးရပါမယ်ဒီတော့ကျွန်တော်ကတော့ဒီမှာ နမူနာအနေနဲ့မန္တလေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဝမ်တွင်းမြို့နယ် ါကတော့ကျွန်တော်တို့ကကိုထည့်ကျင်တဲ့စာလေးတွေကျွန်တော်တို့ရိုက်ထည့်ပေးပါတော့အခုဒီမှာတော့ကျွန်တော်ကနမူနာအနေနဲ့ DSR လေးကျွန်တော်တို့ရိုက်ခဲ့ပေးလိုက်ပါတယ်ပြီးပြီဆိုရင်တော့စလုံးဖောင်းဆိုင်လေးကိုကျွန်တော်တို့အနှဲငယ်လေးကြီးခဲ့လိုက်ပါမယ်ပြီးရင်တော့စလုံးလေးတွေကိုအတိအသာထင်ရှားအောင်ကျွန်တော်တို့ဘိုးလေးထည့်ခဲ့လိုက်မယ်ပြီးသွားပြီဆိုရင်တော့အခုဒီမှာဒီရကျွန်တော်တို့ကစာရေးထားတဲ့နောက်ခံမှာအဖြူရောင်ကာလာကြီးကျွန်တော်တို့ပါနေတယ်ပြီးရင်သူ့မှာကျွန်တော်တို့ဒီမှာဘေးပေါင် စတုပ်ကြီးပါနေတယ် ဒါတွေကိုကျွန်တော်တို့မလိုချင်လို့ဖျောက်ချင်တာဖြစ်တဲ့အတွက် shape format ဆိုတဲ့အထဲဝင်ပြီးတော့ shape face ထဲမှာကျွန်တော်တို့က no face ဆိုတာလေးထားခဲ့မယ်။ shape outline ဆိုတဲ့နေရာလေးမှာလည်းကျွန်တော်တို့က no outline ဆိုတာလေးထားခဲ့မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကစာရီရဲ့နောက်မှာပါနေတဲ့အဖြူရောင် color တွေဘေးပေါင်းစတုတ်တွေကျွန်တော်တို့လုံးဝရှိမှာမဟုတ်တော့ပါဘူး။ပြီးသွားပြီဆိုရင်တော့ဒီရဲ့စာရီကိုကျွန်တော်တို့ကစက်ဝိုင်းလေးကွေးထားတဲ့ပုံစံအတိုင်းလေးကျွန်တော်တို့ကရအောင်ပြုလုပ်ချင်တာဖြစ်တဲ့အတွက် ဒီထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ 1S တိုင်းဆိုတဲ့ထဲကနေပြီးတော့မှ tag effect ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးလေးမှာရှိနေတဲ့ကျွန်တော်တို့ဒီမှာ transform ဆိုတဲ့ထဲကိုကျွန်တော်တို့ကဝင်ပေးရပါမယ် transform ဆိုတဲ့ထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းဒီဘက်ဘေးလေးမှာကျွန်တော်တို့ကကိုယ့်ရဲ့ဒီစာတွေကိုဘလို့ပုံစံအနေထားနဲ့ကိုေးချင်တာလဲကိုကိုေးလို့တဲ့ပုံစံအနေထားလေးတွေကိုကျွန်တော်တို့က ရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်ဒီတော့ဒီတဲကနေပြီးတော့မှကျွန်တော်ကဒီမှာစာကယ်ဆိုတဲ့ပုံစံလေးကျွန်တော်တို့ရွေးချယ်လိုက်ပါတယ်ပြီးပြီဆိုရင်တော့အခုလိုမျိုးလေးမောက်ရက်လက်ကလင်လေးနဲ့ဖိဆွဲပြီးတော့မှကျွန်တော်တို့ဒီမှာအောက်ကိုချုံလိုက်မယ်ပြီးရင်ဒီဘက်ဘေးလေးကိုကျွန်တော်တို့ပါကွေးခက်လိုက်ဟောဒီပုံစံလေးတွေကျွန်တော်တို့ကယူပြီးတော့မှအသုံးပြုလို့ရတယ်ပြီးသွားပြီဆိုရင်တော့ဆဝိုင်းထဲမှာကိုထားကျင်တဲ့နေရာလေးနဲ့ချိန်ပြီးတော့မှကျွန်တော်တို့ကစလုံးလေးတွေကိုကိုက်ညီမှုရှိအောင်ကျွန်တော်တို့ကွေးခက်ပေးရပါမယ် ီလောက်နေထားလေးပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနည်းနည်းလေးကျွန်တော်တို့လှည့်လိုက်ပါမယ်အပေါ်ကိုနည်းနည်းလေးတို့လိုက်ဒါလေးတွေကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဆက်ဝိုင်းထဲမှာကိုက်ညီမှုရှိမဲ့အနေထားလေးတွေကိုကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကျရရှိအောင်ကျွန်တော်တို့ချိန်ပေးရမှာပေါ့နော် ဒီမှာเนาะကျွန်တော်တို့ဘယ်ညာ arrow key လေးတွေနဲ့လဲကျွန်တော်တို့ချိန်လို့ရတယ်ဒီအပေါ်ကနေပြီးတော့မှဆလုံးလေးတွေကိုအခုလိုမျိုးကျွန်တော်တို့လှည့်လို့စောင်းလို့ကျွန်တော်တို့ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာမန္တလေးတိုင်းဒေသကြီးဝန်တွင်းပြုနယ်အင်ကုန်ကြီးရွာဆိုတဲ့စာလေးမှာကျွန်တော်တို့ဒီပုံစံနေထားလောက်လေးဆိုရင်တော့ကျွန်တော်တို့နည်းနည်းလေးအဆင်ပြေနေပြီပေါ့เนาะအဲ့တော့ကိုကြိုက်နေတဲ့ပုံစံလေးကျွန်တော်တို့ရသွားပြီဆိုရင်အပြင်မှာကလစ်တစ်ချက်လောက်နှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီရဲ့အောက်မှာနောက်ထပ်စာကြောင်းလေးတစ်ကြောင်းတော့ထပ်ပြီးတော့မှရေးချင်တာဖြစ်တဲ့အတွက် အစောနာကလိုပဲအင်းစားတက်ထဲကနေပြီးတော့ချိန်ထဲကနေပြီးတော့မှတက်ပေါက်လေးထပ်ပြီးတော့ခေါ်လိုက်မယ်ဒီမှာကျွန်တော်တို့တက်ဖရင်လေးချလိုက်ပါမယ်ဒီထဲမှာလည်းကျွန်တော်တို့ကဟုတ်တက်ထဲကဖောင်ပြောင်းတဲ့နေရာလေးမှာကိုယ်အတော်ပြုမဲ့ကျွန်တော်တို့ဖောင်လေးကိုပြောင်းခဲ့မယ်စာရေးတဲ့ကီးဘုတ်ကိုလည်းကျွန်တော်တို့ကပြည်တော်စုဖောင်ပြောင်းရတာဖြစ်တဲ့အတွက်မြန်မာစာကီးဘုတ်လေးပြောင်းပြီးတော့မှဒီထဲမှာကျွန်တော်တို့စာလေးတွေရေးမယ်ပေါ့ဒီမှာတော့ကျွန်တော်ကပရဟိတာ လူမှုကူညီရေးအသင်းဆိုပြီးတော့မှရှင်းလိုက်ပါမယ်အခုလောပြောလေးကျွန်တော်တို့ရေးပြီးသွားပြီဆိုရင်เนาะစလုံးပေါင်းဆိုင်လေးကိုကျွန်တော်တို့နန်းငယ်ကြီးခဲ့လိုက်မယ်ဘိုးလေးထည့်ခဲ့လိုက်ပါမယ်အစောနောက်ကလိုပဲကျွန်တော်တို့ဒီမှာသူ့ရဲ့ကျွန်တော်တို့ကစလုံးနေရဲ့နောက်ခံမှာ ဒီစလုံးဒီဖောင်းကာလာတွေကျွန်တော်တို့ပါနေတယ်ပေါ့နော်နောက်ခံကာလာတွေစတုပ်တွေပါနေတာဖြစ်တဲ့အတွက်ရှေ့ဖေးထဲကနေပြီးတော့မှ no face ဆိုတာလေးထားခဲ့မယ်ရှေ့ရောက်လိုင်းမှာကျွန်တော်တို့က no outline ဆိုတာလေးကျွန်တော်တို့ထားခဲ့လိုက်ပါမယ်ပြီးပြီဆိုရင်တော့ဒီရဲ့စလုံးလေးကိုကျွန်တော်တို့ကအောက်ခြေရနေပြီးတော့မှ swing shape လေးအတိုင်းကိုွေးသွားတဲ့လိုပုံစံလေးရချင်တာဖြစ်တဲ့အတွက် shape format ထဲကနေပြီးတော့မှ tap effect ဆိုတဲ့ထဲကိုဝင်မယ် transpose ဆိုတဲ့အဲကိုဝင်ပြီးတော့ဒီတစ်ခါတော့ကျွန်တော်တို့ကအောက်ခြေကနေပြီးတော့ကွေးကျင်နာဖြစ်တဲ့အတွက်ဒီပုံစံလေးကျွန်တော်တို့ကရွေးချယ်လိုက်ပါမယ်ပြီးပြီဆိုရင်တော့ဒီမှာအခုလိုမျိုးလေးကျွန်တော်တို့ကွေးခဲ့လို့ရတယ်ဒီကနေပြီးတော့မှကျွန်တော်တို့ကချုပ်ခဲ့ပေးလို့ရတယ်ပေါ့အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့တင်မယ်အောက်ခြေလေးကနေပြီးတော့သူ့ရဲ့ pointer အမှတ်လေးကနေပြီးတော့စလုံးလေးတွေကိုကျွန်တော်တို့ကစဝိုင်းကွေးသွားရင်ကွေးသွားတဲ့ပုံစံအတိုင်းလေးပဲကျွန်တော်တို့ရအောင်လေးကျွန်တော်တို့ချိန်ပေးရမယ်ပေါ့ အခုလိုမျိုးလေးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာစလုံးလေးတွေကိုကျွန်တော်တို့လက်ကြည့်လိုက်မယ် ဒီတိုင်းလေးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီပုံစံနေထားလောက်လေးဆိုရင်တော့ကျွန်တော်တို့နည်းနည်းလေးကြည့်လို့ကောင်းသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်အဆင်ပြေသွားပါပြီပြီးရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့နောက်ထပ်ကျဲပုံစံလေးတွေကျွန်တော်တို့ထည့်ချင်တာဖြစ်တဲ့အတွက် insert တက်ထဲကနေပြီးတော့ရှိတ်ထဲကိုကျွန်တော်တို့ဝင်ပြီးတော့မှဒီမှာကျွန်တော်တို့ကကျဲပုံစံရှိတ်လေးကျွန်တော်တို့ရှာပြီးတော့ဆွဲပေးလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ star ဆိုတဲ့ကျွန်တော်တို့ကျဲပုံစံလေးဆွဲမယ်ရှစ်ကို လက်ကဖိပြီးတော့အခုလိုမျိုးလေးဆွဲလိုက်မယ် သူ့ကိုကျွန်တော်တို့ကဒီနေရာလေးမှာထားခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့ကျယ်လေးကိုရောင်ကာလာတွေပြောင်းมาဖြစ်တဲ့အတွက် shape format တွေကနေပြီးတော့ shape face တွေမှာကျွန်တော်အဖြူရောင်လေးပဲထည့်ခဲ့လိုက်ပါမယ် shape outline မှာတော့ကျွန်တော်တို့အမဲရောင်လေးထည့်ခဲ့လိုက်မယ်ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကျယ်ပုံစံ shape လေးတစ်ခုရပြီပေါ့သူ့ကိုကျွန်တော်တို့ copy လေးပွားလိုက်ပါမယ် control key ကို လက်က V မောင်းရလက်ကလေးလေးနဲ့ဖိဆွဲပြီးတော့ဒီဘက်ဘေးလေးမှာလည်းကျွန်တော်တို့ copy လေးပွားယူခဲ့လိုက်ပါမယ် ပညာအရိုကီလေးတွေနဲ့ကျွန်တော်တို့ကအလဲကောင်စင်တာလေးတွေကိုကြက်အောင်ကျွန်တော်တို့ချိန်ပေးခဲ့လို့ရပါတယ်။ဒီတော့ဒီပုံစံနေထားလောက်နေကျွန်တော်တို့ကကိုယ့်ရဲ့ဒီဒစိဝိုင်းပုံစံလေးကျွန်တော်တို့စွဲပြီးသွားပြီဆိုရင်ဒီပုံလေးကိုကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ file လေးတိမ့်ခဲ့ပေးပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့မှစိတ်စွာလေးကျွန်တော်တို့လုပ်ပြီးတော့မှတိမ့်ခဲ့လိုက်ပါမယ်။တကယ်လို့ကျွန်တော်တို့က file ကမတိမ့်ထားပဲနဲ့ကျွန်တော်တို့ကွန်ပျူတာဆက်ကဟန်းပြီးတော့မှဒီလေးလေးပြီးတော့ ဆော့ဝဲပိတ်ကျသွားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့မစိတ်ထားရသေးဘူးဆိုရင်အစားအနင်ပြီးတော့ပြန်ဆွဲရတတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အများအတန်း fine သိမ့်တတ်တဲ့ကျွန်တော်တို့အကျင့်လေးလည်းကျွန်တော်တို့လုပ်ပေးထားပါဒီတော့ကျွန်တော်တို့ fine နဲ့အနင်ပြီးတော့မှစိတ်စွာလေးနှိပ်ခဲ့တယ်ပြီးရင်တော့ browse ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာမှာဘယ်နေရာမှာသိမ့်ကျင်လဲကျွန်တော်တို့ file လမ်းကြောင်းလေးရွေးပြီးတော့မှသိမ့်ခဲ့လိုက်လို့ရပါတယ် အခုကျွန်တော်ဒီမှာနမူနာအနေနဲ့ကျွန်တော်တို့ desktop ပေါ်မှာပဲကျွန်တော်သင်ခဲ့လိုက်ပါမယ်။ဒီရဲ့ကျွန်တော်တို့ DOC2 ဆိုတဲ့ကျွန်တော်တို့ file name လေးနဲ့ပဲသင်ခဲ့လိုက်ပါမယ်။ share type ဆိုတဲ့ format နေရာလေးမှာတော့ word document ပဲရွေးခဲ့လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့က save ဆိုတာလေးနှိပ်ပြီးတော့ PDF file လေးကိုကျွန်တော်တို့ကသိမ်းခဲ့လိုက်လို့ရတယ်ပေါ့နော်အခုလိုမျိုးလေးကျွန်တော်တို့ file သိမ်းပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ computer စက္ကန့်ဟန်းပြီးတော့ဒီရဲ့ Microsoft Word software ကြီးပါပိတ်ချသွားလဲကျွန်တော်တို့ file သိမ်းထားတာဖြစ်တဲ့အတွက်အဲ့ဒီ file လေးကိုပြန်ဖွင့်ပြီးတော့မှရှောက်တဲ့နေရာနဲ့ပြီးတော့ဆက်ပြီးတော့အလုံးလုံးလို့ကျွန်တော်တို့ရမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့နားလည်မယ်လို့ထင်တယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ software အဖြူရောင်လေးရဲ့အလဲကောင်မှာကျွန်တော်တို့ပရာဟိတနဲ့ပတ်သက်တဲ့ဒီ logo ပုံလေးတစ်ခုခုကျွန်တော်တို့ထည့်ဖို့ရာအတွက် ကျွန်တော်တို့ character map ပေါက်ကနေပြီးတော့မှခေါ်တုံးလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ window key နဲ့ r နဲ့နှိပ်ပြီးတော့ run ဆိုရဲကျွန်တော်တို့ပေါက်လေးပေါ်လိုက်ပါမယ်။ဒီရ run ပေါက်ထဲမှာကျွန်တော်တို့ရိုက်ထည့်ပေးရမှာလေးဟာ char map charm ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ခဲ့ပေးရပါမယ်။ဒါလေးကျွန်တော်တို့ရိုက်ပြီးသွားပြီဆိုရင်တော့ okay လေးနှိပ်လိုက်မယ်။ အခုကျွန်တော်တို့ဒီမှာ character map ဆိုတဲ့ကျွန်တော်တို့ဘောက်လေးကြာလာပါတယ်ဒီတော့ဒီရဲ့ character map ဘောက်ထဲမှာကျွန်တော်တို့ကဖောင်ပြောင်းတဲ့နေရာလေးမှာ WEB DING waving ဆိုတဲ့ကျွန်တော်တို့ဖောင်လေးကိုပြောင်းပေးလိုက်ပါမယ်ပြောင်းပြီးသွားပြီဆိုရင်တော့ဒီထဲကနေပြီးတော့မှပရာဟီတာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီမှာကားပုံစံလေးကျွန်တော်တို့ရှိလိမ့်မယ်ပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့တစ်ချက်လောက်တွေ့အောင်လေးရှာပေးရပါမယ် ပရာဟိတကာပုံစံလေးတဲ့ကျွန်တော်တို့ဒီမှာဝဘီဆိုတဲ့အထဲမှာကျွန်တော်တို့မတွေ့ဘူးဆိုရင် WING DING Windy ဆိုတဲ့ကျွန်တော်တို့ဖောင်ထဲမှာကျွန်တော်တို့ရှာကြည့်ပါတော့ဒီတော့ဒီရဲ့ Webby နဲ့ Windy လို့ဆိုတဲ့ကျွန်တော်တို့ဖောင်နေတယ်မှာဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးစမ်းဖို့ပုံစံလေးတွေကျွန်တော်တို့တော်တော်များများလေးစောစောလင်းလင်း ကျွန်တော်တို့တွေ့ရပါတယ်ဒီထဲမှာကျွန်တော်တို့ရှာပေးရမယ်ပေါ့ဗရာဟိတကဘုံလေးရဲ့ကျွန်တော်တို့ဘယ်နာတော့ရောက်ဟုတ်ဒီမှာเนาะကျွန်တော်တို့ဒီရဲ့ပုံလေးပေါ့ဒီပုံလေးကိုကျွန်တော်တို့က ဆက်လက်လေးလောက်ခဲ့လိုက်ပါမယ်ပြီးပြီဆိုရင်တော့ copy ဆိုတာလေးကျွန်တော်တို့လောက်ခဲ့မယ်ပြီးရင်ဒီရဲ့ character map box လေးကိုကျွန်တော်တို့က minimize လေးလောက်ခဲ့မယ်လောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က insert တဲ့ကနေပြီးတော့ shape ထဲကနေပြီးတော့ tab box လေးကျွန်တော်တို့ယူလိုက်ပါမယ်ပြီးရင်တော့ tab frame လေးချမယ် control ရဲ့ view ရဲ့နှိပ်ပြီးတော့မှအစောနာကျွန်တော်တို့ကကားပုံစံလေးကိုကျွန်တော်တို့ကပေးချလိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာကားပုံစံလေးမဝင်မနဲ့ h ဆိုတဲ့စလုံးယူဝင်နေပါတယ် ဒီတော့ကျွန်တော်တို့ဆက်လက်လေးပြေးပြီးတော့မှအောင်တက်ထဲကနေပြီးတော့ဖောင်ပြောင်းတဲ့နေရာလေးမှာ wavy ဆိုတဲ့ဖောင်လေးကျွန်တော်တို့ပြောင်းလိုက်တာနဲ့တပြိုင်နက်ဒီမှာကျွန်တော်တို့သက်ဆိုင်ရာ logo ပုံလေးထွက်လာမယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကဒီမှာဖောင်ဆိုင်လေးကိုကျွန်တော်တို့ကိုလိုအပ်သလောက်ကြီးလိုက်ပါမယ်ပြီးသွားပြီဆိုရင်နော် shape format တွေကနေပြီးတော့ shape fade တွေကနေပြီးတော့မှ no fade ထားခဲ့လိုက်မယ် shape outline တွေကနေပြီးတော့မှ no outline လေးထားခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ကားပုံစံလေးကို ီနားလေးမှာကျွန်တော်တို့ထားမယ်ဟုံးတက်ထဲကနင်းပြီးတော့ဖောက်ဆိုင်ကိုအနှဲငယ်ထပ်ပြီးတော့မှကျွန်တော်တို့ကြည့်လို့ကောင်းမဲ့အနေထားလောက်လေးမှာကျွန်တော်တို့ကြီးခဲ့လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်တို့ဆက်ဝိုင်းဒစိဝိုင်းပုံစံလေးရကျွန်တော်တို့အခုလိုမျိုးအနေထားလောက်လေးကြီးကျွန်တော်တို့ရသွားပြီပေါ့နော်ပြီးရင်ဒီနေရာလေးမှာနောက်ထပ်ကျွန်တော်တို့စာလေးတစ်ချောင်းလောက်ထပ်ပြီးတော့ရိုက်ချင်တာဖြစ်တဲ့အတွက် insert တဲ့ထဲကနင်းပြီးတော့ shape ဆိုတဲ့ထဲကိုဝယ်မယ် တက်ဖောက်လေးခေါ်ပြီးတော့ပဲဒီနေရာလေးမှာကျွန်တော်တို့တက်ဖရင်လေးကျွန်တော်တို့ချလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့စားလေးရေးမယ်ဈေး2018ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဟုံးတက်ထဲကနေပြီးတော့ဖောင်းဆိုင်လေးနည်းနည်းလေးကြည့်မယ်ပြီးရင်တော့ဘိုးလေးထည့်ခဲ့လိုက်ပါမယ်စလုံးလေးတွေကျွန်တော်တို့မမြင်ရဘူးဆိုရင်တော့အခုလိုမျိုးတက်ဖရင်လေးကိုနည်းနည်းလေးဆွဲပြီးတော့မှချဲ့ခဲ့လိုက် ဒီမှာလဲကျွန်တော်တို့ကနောက်ခံကာလာတွေစတုပ်ဘောင်းနေပါနေတာဖြစ်တဲ့အတွက်ရှိတ်ဖော်မတ်တွေကနေရှိတ်ဖေးတွေကနေပြီးတော့မှ no fade ထားခဲ့မယ် no fade ဆိုတာလေးကျွန်တော်တို့ထားခဲ့လိုက်ပါမယ် share line တွေကနေပြီးတော့မှ no outline ဆိုတာလေးထားခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဆွဲဆွဲခြင်းတဲ့ပုံစံ subway shape ပုံစံလေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ် ီတော့ဒီရဲ့နီလန်လေးကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ဒီဇိုင်းဝိုင်းပုံစံလေးလုပ်ချင်တာပဲဖြစ်ဖြစ်ပညာရေးလိုဂိုပုံစံလေးတွေဆွဲချင်တာပဲဖြစ်ဖြစ်အခုလိုမျိုးပုံစံလေးတွေကျွန်တော်တို့ဆွဲချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီရဲ့နီလန်လေးအတိုင်းဆွဲလို့ရတဲ့ဆက်ဝိုင်းရှိပ်ပုံစံလေးတွေကျွန်တော်တို့အများကြီးပဲဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီရဲ့သင်ခန်းစာလေးကအားလုံးအတွက်အရန်သုံးဝင်မယ်လို့ထင်ပါတယ်ဒီတော့ကိုကိုရိုင်းလက်တွေလိုက်ပြီးတော့လေ့ကျင့်ရင်းနဲ့ဆွဲကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်ရင်းနဲ့ဆွဲကြည့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ် ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိရဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုယ်ကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီကိုယ်လည်းမန်နေဂယ် Microsoft Word ဆော့ဖ်ဝဲကိုအသုံးပြုပြီးတော့အခုလိုမျိုး software logo ပုံစံလေးတွေကျွန်တော်တို့စွဲတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာ ကိုလေ့ကျင့်ထားတဲ့ပုံလေးကိုလည်း screenshot လေးရိုက်ပြီးတော့မှဒီသင်ခန်းစာရဲ့ comment လေးမှာမှတ်ခဲ့ပေးပါဦးခင်ဗျာ ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါ။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။